အဲဒီတော့ကတော့ကျွန်တော်တို့ live book အခါရဲ့ပေ့တွေတော့ပေါ့နော်အဲ live book တို့ရဲ့အပိုင်းကိုကျွန်တော် PC version browser version နေပြီးမှပြောပြပေးမှာဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော်ဒီ number 1 Japan use online store ပါနေပြီးမှကျွန်တော်တို့ live book $20 ပေါ့နော် dollar $20 သာစပြီးတော့ဒါ live book အပ်တာရဲ့အဲ live book ရတဲ့ပေ့တွေကကျွန်တော်တို့ live တဲ့ပို့အောင်မှာအခုလိုမျိုးဘူးပို့ပေါ်ရဆိုရင်ဒါ live book run လို့ရရပေါ့နော် live book ရမယ်ဆိုရင်အကြောင်းဒီဘူးပို့နှိပ်ပြီးတော့ အာဒီနော်အရေးတက်တဲ့ချိန်ပြောတော့ရပါတယ်။ဒါမှမဟုတ်တခုရှိတာကကျွန်တော်ဒီ browser version ကနေပြီးမှလုပ်မယ်ဆိုရင်တော့ဒီဟိုပါတော့အချိန်ကိုကျွန်တော်ဒီ3-4နာရီတည်တံတက်မှတ်ပြီးတော့လုပ်လို့ရတယ်။အဲ့လိုမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ mobile အာ mobile version ကျွန်တော်နောက်တခုက mobile site တွေကနေလုပ်မယ်ဆိုရင်တော့အဲအချိန်ကို1 day ပဲထားပြီးတော့လောရတာမျိုးရှိခဲ့ဘူးเนาะဆိုတော့ဆိုတော့ကျွန်တော်တို့တွေ အချိန်ကို3နာရီ4နာရီတည်တံ့ထားပြီးတော့ run ကျင်တယ်ဆိုရင်တော့ဒီ browser version PC laptop version ကနေပြီးမှ AM manager ကနေပြီးမှ run ပေးရမှာဖြစ်ပါတယ်ဆိုတော့ဒီ video ကကျွန်တော်တို့ဒီ AM man AM manager ကနေပြီးမှအချိန်သတ်မှတ်ပြီးတော့ဗောနော်3 4နာရီသတ်မှတ်ပြီးတော့ run ပြပေးမှာဖြစ်ပါတယ်ခုနောက်ပိုင်းကျွန်တော်တို့ဒီအဲ PC version မဟုတ်ပဲね mobile site တွေ page ကနေပြီးမှတိုက်ရိုက်ပို့ပို့နှိပ်ပြီးတော့ run နဲ့ byte တွေကကြတော့ အချိန်1 day ပဲထားလို့ရတယ်ပေါ့နော်အဲ3-4နာရီကိုထားခြင်းတလို့မျိုးနာရီအတိုင်းရေးပြီးတော့ထားလို့မရဘူးဆိုတော့ကျွန်တော်အခက်ခဲဖြစ်တာပေါ့နော်ဆိုတော့ AI manager ကနေပြီးမှအဲကျွန်တော်နာရီအတိုင်းသတ်မှတ်ပြီးတော့ run ပြီး run ပြီးတော့ live လို့လုပ်တဲ့အပိုင်းကိုကျွန်တော်ပြောပြပေးတော့မှာဖြစ်ပါတယ် okay အဲ့ဒါဆိုရင်ကျွန်တော် AI manager ကိုတောင်းမှာဖြစ်ပါတယ် AI manager တောင်းမယ်ဆိုရင်ကျွန်တော်ဒီအာဆာဗာနေပြီးမှာ AI manager ဆိုပြီးတော့ရှိုက်ရှာလို့ရရရ AI manager နေပြီးမှာဒီဆာဗာနေပြီးမှာ အဲကျွန်တော်ဒီ area manager ဆိုပြီးရိုက်ရှာလိုက်ပေါ့နော်ရိုက်ရှာလိုက်ရင်ခုလိုမျိုးတမ်းပြီးတော့အာနမူနာလေးပြတမ်းပြီးတော့တွေ့လိမ့်မယ်ပေါ့နော် ADS ဆိုတာရိုက်ရှာလိုက်တာနဲ့ဒါမျိုးလေးပြပြီးရဲ့ under လေးခောက်လိုက် under လေးခောက်လိုက်ရင် ADS manager ရဲ့ကိုတမ်းပြီးရောက်သွားလိမ့်မယ်ပေါ့နော် ADS manager ရဲ့ကိုတမ်းပြီးရောက်သွားမယ်ဆိုရင်ဒီမှာကျွန်တော် run ရတဲ့ campaign တွေအများရှိရပေါ့နော်အဲ့လိုဆိုတော့ပထမဆုံးကျွန်တော်ဒီ live ဘုတ်တွေ live ဘုတ်လောက်လောက်ချင်တဲ့ပြို့ကိုကျွန်တော်ဒီ run မှာဖြစ်တဲ့အတွက် campaign တွေကိုစောင့်မယ် ညီမဆိုရင် create campaign ဆိုတော့လေးတစ်ချက်နေပါမယ်ပြီးတော့ပြီဆိုရင်ကျွန်တော်တို့ကဟို video view နဲ့ run မှာဖြစ်တဲ့အတွက် engagement ဆိုတာလေးရွေးပေးရမယ်ပေါ့နော်အဲအဲ့လိုမဟုတ်ဘဲနဲ့ channel ဒီ campaign objective တွေအဲရွေးရွေးနေတယ်ဆိုရင်ရွေးပေါ့နော်တော်တော်များများတော့ engagement ကိုမှာကျွန်တော်ဒီ video view နဲ့တွားကြတာများပါတယ်နောက်တစ်ခုက commerce နဲ့တွားကြတယ်ပေါ့နော်အဲဆိုတော့ engagement campaign ဆိုတာလေးရွေးမယ်ရွေးပြီးတော့ရင် continue ဆိုတာလေးထပ်ပြီးတော့နေမှာဖြစ်ပါတယ်โอเคပြီးတော့ပြီဆိုရင်ကျွန်တော်ဒီ manual engagement campaign နဲ့တွားမှာဖြစ်ပါတယ် ဒီအရလေးကိုဆက်လက်မမှတ်ရသေးဘူးဆိုရင်ဒီအရလေးကိုဆက်လက်မှာပေါ့နော်မှတ်ပြီးသွားရင်ကျွန်တော်ကိုနေကြီးဆိုတာလေးရွေးအောင်မှာဖြစ်ပါတယ်โอเคပြီးသွားပြီဆိုရင်ဒါနယူကမ်ပိန်းအကမ်ပိန်းတစ်ခုအတွက်ကျွန်တော်ဒီကမ်ပိန်းနိုင်ရေးခြင်းလေဆိုရင်ဒီမှာရေးလို့ရတယ်အဲဒီမှာဆိုရင်ကမ်ပိန်းအသစ်ပေါ့နော်ကမ်ပိန်းကမ်ပိန်းဆိုပြီးနေမယ်နဲ့ကျွန်တော်ဒီကမ်ပိန်းနိုင်ပြီးခြင်းလေဆိုရင်ဒီမှာပြီးလို့ရတယ် ကမ်ပိန်းနဲ့ပေးခြင်းလည်းဆိုရင်လည်းပေးလို့ရတယ်။အားလုံးကအဲကျွန်တော်တို့ဒီကမ်ပိန်း objective ကိုဒီမှာထပ်ပြီးတော့ရွေးလို့ရတယ်နော်။ဒီမှာကမ်ပိန်း objective ကိုဒီမှာထပ်ပြီးရွေးလို့ရတယ်။ကျွန်တော်ကစမှာကနေရွေးခဲ့တာတည်တဲ့အတွက်ထပ်ပြီးတော့မရွေးရောဘောနော်။ Okay ။ဒါတွေကအဲထပ်ပြီးနေမှရှိဘူး။ကျွန်တော်နှိပ်ခတ်နေမယ်။ဒီ against my AD SM မှာ AD SM မှာကျွန်တော်အဓိကရွေးရမှာလားကျွန်တော်ဗီဒီယို view နဲ့ run ထားတဲ့ campaign ဆိုရင် conversation မှာကျွန်တော်ဗာရွေးပေးရမလဲဆိုရင်ဒီနေရာမှာအရေးကြီးရယ်ပေါ့နော်ဒီနေရာမှာသူကတော့ message conversation location မှာ message destination ပုံမှန်မျိုးနဲ့တွားထားရေကျွန်တော်ကအဲ့လိုမတွားဘဲနဲ့ video view နဲ့တွားမှာဖြစ်တဲ့အတွက်ဒီနေရာမှာဘာရွေးရမလဲဆိုတော့ on your ad ဆိုတာလေးကိုတစ်ချက်ရွေးပေးရမှာဖြစ်ပါတယ်เนาะ on your ad ဆိုတာလေးတစ်ချက်ရွေးပေးလိုက်ရွေးပြီးသွားပြီဆိုရင်ဒီမှာ engagement type ပေါ်ပါရေ engage ဒီကျွန်တော်တို့ area manager မှာ engagement type ကတစ်ချက်နဲ့ကြည့်လိုက်ရင် post engagement လားဒါမှမဟုတ် event response လား reminder set လား၃မျိုး၄မျိုးရှိရေပေါ့เนาะကျွန်တော်တို့ကသားပါတော့ အကောပို့ကိုပဲ engagement အနေနဲ့တွားချင်တယ်ဆိုရင်ပို့ engagement ရွေးပေါ့နော်ကိုက library ကိုဖြစ်တဲ့အတွက် video view ဆိုတာလေးကိုဒီနေရာမှာရွေးပေးရမှာဖြစ်ပါတယ်ဒီမှာတော့ automatic ပြပေးရတကယ်လို့မပြခဲ့ဘူးဆိုရင် engagement type မှာ video view ဖြစ်နေဖို့လိုအပ်ပါတယ်နော်တကယ်လို့ကိုက message campaign ဝမ်းမဲ့ဆိုရင်တော့ဒီနေရာမှာ message destination ဆိုတာရွေးရမှာဖြစ်ပါတယ်ကျွန်တော်က video view နဲ့တွားမှာဖြစ်တဲ့အတွက် video view ဆိုတာကိုရွေးရမှာဖြစ်ပါတယ်ပြုစံမင်းဆိုရင်ဒီနေရာမှာ video view မဖြစ်မနေရွေးပေးရမှာဖြစ်ပါတယ်နော် โอเควิดีโอပြီးပြီးပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီဘာလုပ်ရမလဲဆိုရင်အောင်လာနေနဲ့ဆွဲမယ်ဆွဲပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီ light တိုင်း light တိုင်းနေနဲ့ run มาဖြစ်တယ် light တိုင်းဟိုမှာကျွန်တော်ကအဲ light တိုင်းဟိုမှာကျွန်တော်ကဒေါ်လာ20ပေါ့နော်ဒေါ်လာ20 run มาဖြစ်တယ်ဒေါ်လာ20ထောက်တဲ့ရှယ်ယူမိမယ်ပြီးပြီးသွားပြီဆိုရင်ကျွန်တော်ဒီဒီချိန်ရနေမှာရေးကြည့်တယ်ပေါ့နော် အစတာဒိတ်နဲ့အန်ဒိတ်နဲ့ပေါ့နော်စတာဒိတ်ကိုဒီနေ့ရ27ရက်ကျွန်ဆိုရင်အန်ဒိတ်ကလည်း27ရက်ကျွန်ဖြစ်ရမယ်ဒီနောက်မှာကျွန်တော်တို့ဒီနိုင်ရွေးမယ်ဆိုရင်အဓိကအရေးကြီးမယ်ပေါ့အဓိကအရေးကြီးပြီပေါ့နော်ကျွန်တော် mobile site မှာဆိုရင်ဒီမှာအဲသူက1 day 2 day ပုံစံမျိုးပဲပြရဲဒီမှာကျတော့ကျွန်တော်နိုင်ရွေးမယ်ဆိုရင်ဒီမှာနိုင် option တွေပါလာပြီပေါ့နော် ဒီလိုခရပါဖြစ်ပါတယ်ဒီလိုခရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကဒီရက်အတွင်းမှာနိုင်အဲ၄နိုင်ထားပြီးဝမ်းမှာဖြစ်တဲ့အတွက်27ရက်ကျော်ဆိုတာကိုရွေးမယ်အတိတ်မှာလည်း starting မှာလည်း27ရက်ကျော်ဆိုတာကိုရွေးမယ်အတိတ်မှာလည်း27ရက်ကျော်ဆိုတာကိုထားမှာဖြစ်ပါတယ်ကျွန်တော်အဓိကကစားမှာနိုင်ဖြစ်တယ်ဗောနော်ဒီမှာဆိုရင်တော့19နိုင်ဒါ27နိုင် format နဲ့ပြတာဖြစ်တဲ့အတွက်ဒီမှာတွေ့ရမှာဖြစ်ပါတယ်19နိုင်ကိုကျွန်တော်၄နိုင်ပေါင်းထည့်မှာဖြစ်ပါတယ်အဲဆိုတော့20 27 22 23 okay ဒီမှာဆိုရင်ကျွန်တော် အရင် live ူးတွေဝန်ထားတဲ့တိုင်း23ဆိုရင်၄နာရီစာပေါ့နော်၄နာရီစာတခါတည်းအော်တိုချိန်ထားပြီးတာဖြစ်ပါတယ်တကယ်လို့လူချင်းမင်းတို့ကခုမှစပြီးဝမ်းမယ်ဆိုရင်ဒီနားမှာ19နာရီဒီနားမှာကျွန်တော်ဒီတွက်ပြီးရောဒီနားမှာထားပါတော့ကိုဝမ်းတဲ့အချိန်က9နာရီ10နာရီလားအဲ9နာရီ10နာရီဆိုရင်အဲ9နာရီကို10နာရီကိုပေါင်းထည့်ပြီးဒီမှာလာပြီးတော့နိုင်ချိန်ပေးရမှာဖြစ်ပါတယ်ဥပမာဒီနားမှာ10နာရီဆိုရင်၄နာရီကတ်ထည့်ပြီးရော7နာရီ9နာရီ10နာရီ17 17တစ်ချက်ဆိုပြီးတော့အဲစသဖြင့်ပေါ့နော်ဒီနားမှာလာပြီးရွေးပြရမှာဖြစ်တယ် အဲတင်ရွေးရနေမှာ23ရက်ကျွန်ဆိုရင်ဒီအန်ဒိတ်မှာလည်း23ရက်ကျွန်ပဲရွေးရမယ်ပေါ့နော်ဒီနောက်မှာအရေးကြီးရယ်ဟို22ရက်တွေတော့ရွေးရယ်ဆိုရင်ဒါကျွန်တော်ဒီတရက်ကျော်သွားနိုင်မယ်ပေါ့နော်အဲ့ဒါဆိုတော့22ရက်ကျွန်ပဲရွေးပြီးတော့နိုင်ယိုပဲ3နိုင်4နိုင်လိုက်လွင်းတဲ့နိုင်ယိုပဲဒီမှာထားပြီးတော့သွားမှာဖြစ်ပါတယ်โอเคပြီးသွားပြီဆိုရင် location ကိုအာ location ညမှာထားမလားကျွန်တော်ကဒီမှာ orient အတစ်တကူကျွန်တော်ဒီ AD လိုက်ဖို့မရိုင်းခင်ကနေကျွန်တော်ကြာမှာဆိုတော့ Orion အစ်တစ်ခုကိုကြိုပြီးတော့စောက်ပေးခဲ့တာပေါ့နော် Orion အစ်တစ်ခုကိုကျွန်တော်ဒီကြိုစောက်ထားရဲ့အကြိုစောက်တဲ့အပိုင်းတွေကိုလည်းရှေ့လက်တင်စင်ကန်းသားတွေမှာကျွန်တော်ပြောထားခဲ့ပေါ့နော်အဲ့မှာသွားကြည့်လို့ရတယ်ဆိုတော့ကျွန်တော်ကတော့ Orion target ချိန်မပြတော့ဘူးပေါ့နော်အဲကျွန်တော် like ကလည်းစနိုင်ပြီဆိုတော့အရင်အချိန်ကမှဆိုတော့ဆိုတော့ကျွန်တော်ဒီ Orion စောက်ထားပြီးသား Orion ကိုကျွန်တော်ရွေးပြီးတော့ run မှာဖြစ်တယ်စောက်ထားပြီးသား Orion Sweet Orion ကိုအသုံးပြုမှာဖြစ်တဲ့အတွက်ဒီမှာ Sweet Orion ဆိုတာလေးတစ်ချက်နေလိုက်အိပ်ပြီးသွားပြီဆိုရင်ကျွန်တော်ဒီမှာ အပိနာမင်းနဲ့ oriented တကူဆောက်တာရေဘောနာအဲ့ဒီ orient နဲ့ပဲကျွန်တော် run မှာတွေ့ပါ යි ဆိုတော့အဲ့လေးကိုတစ်ချက်ရွေးလိုက်ရင်ကျွန်တော် orient ဆောက်ထားပြီးသားအာကျွန်တော်ဒီအားလေးတကူတွေ့မယ်ဘောနော်ဒီမှာဆိုရင်ကျွန်တော် location တွေကျွန်တော်အဲ့ဒီ orient နာမည်နဲ့တခါတည်းထည့်ထားပြီးသားဖြစ်တယ် location တွေညီမနိုင်ငံအမျိုးတွေထားတဲ့မျိုးတွေဒီမှာထည့်ထားထားတယ်ပြီးတော့ရင်ဂျန်နာမီးတွေဒီမှာဂျန်နာမီးတွေကျွန်တော်ချိန်ထားတယ်ဘောနော်ဒါကကျွန်တော် machine အာ machine ကို power supply ရတော့စပစ္စည်းနဲ့ပတ်သက်ပြီးတော့ဒါ ူကကြောင်းတာဖြစ်တဲ့အတွက်ဒီဒေတာကတိမှာကျွန်တော်ဒီ instra instra ဘိုင်းမှာဒီ၄၅မျိုးတော့အနေရွေးပေးလိုက်ပါတော့နော်၄၅ကိုကိုချိန်နဲ့ကိုသုံးနိုင်တဲ့ budget ပေါ်မူတည်ပြီးတော့ဒီ audience target ကတော့ကိုရှေ့ချိုင်းချိန်ရမှာဖြစ်ပါတယ်။အကိုရောင်းတဲ့ PC ကိုပါမူတည်ပြီးတော့ချိန်ရမှာဖြစ်ပါတယ်။ audience target ကိုတော့ကျွန်တော်မကျွန်တော်အသေးစိတ်ပေါ့နော်ဘေးမပြတော့ဘူးကျွန်တော်ဆောက်ရပီးသား campaign တခုကိုကျွန်တော်အရင် ဆောက်ထားပြီးသားကံမင်းတခုကိုအသုံးပြုပြီးရောကျွန်တော်လောက်တာကြိုတင်ပြီးတော့ orient တခုကိုဆောက်ထားရေပေါ့နော်ဆောက်ပြီးမှတခါရေသုံးထည့်လိုက်တာဖြစ်ပါတယ်ပြီးတော့ပြီဆိုရင်ကျွန်တော် orient နာကအကုန်ကျွန်တော်စိတ်ကြိုက်ချိန်ထားပြီးသားဟာကိုစိတ် orient အနေနဲ့သုံးထားတာဖြစ်တဲ့အတွက်ကျွန်တော်အဓိကသွားမှာကဒီ placement ဘိုင်းလေးသွားရမယ်ပေါ့နော် placement ဘိုင်းမှာကျွန်တော်ဒီ advantage placement မှာရွေးပေးနေကျွန်တော် manual placement ကိုရွေးရမှာဖြစ်ပါတယ်โอเคပြီးတော့ပြီဆိုရင်ကျွန်တော်ဒီ order byte မှာကျွန်တော်တို့ဒီ ။ waterbike မှာကျွန်တော်ဒီ desktop ဆိုတာလေးကိုဖြုတ်အောင်မှာဖြစ်ပါတယ်။ Okay desktop ဆိုတာကိုဖြုတ်ပြီးတော့ mobile မှာထားပြီးတော့ run မယ်။ပြီးသွားပြီဆိုရင်ပြီးသွားပြီဆိုရင်ကျွန်တော်ကဒီမှာအာ table install ကဖြုတ်မယ်။ orient node ဆိုတာလေးဖြုတ်မယ်။ပြီးသွားရင် message လည်းဖြုတ်မယ်။ one of people တွေထားပြီးတော့ကျွန်တော် run မှာဖြစ်ပါတယ်။ Okay ဒီနောက်မှာကျွန်တော် Facebook တင်လို့တဲ့ထားတဲ့ခါတိုင်းကျွန်တော်ဒီအဲဘာတွေထပ်ပြီးတော့ဖြုတ်ရမလဲကျွန်တော်အသေးစိတ်ပြန်ပြောပေးမယ်နော် Okay ဒီနောက်မှာဆိုရင်ကျွန်တော် Story and Re ဆိုတာလေးကိုဖြုတ်ပါမယ် ါ live ဘူးဆိုရင်ကျွန်တော် story and reel လဲ live ဘူးမှာတို့ကအတုံးမုံအကျုံးမုံဝင်ဘူးပေါ့နော်ပြီးတော့ရင်ကျွန်တော် instagram area ပေါ် video and reel အဲ့ဒါတွေကကျွန်တော်တခါတည်းဖြုတ်မှာဖြစ်ပါတယ် sarazat တော့ကျွန်တော်ထားမယ်ပေါ့နော် sarazat ထားမယ်တခြား as and site တွေကျွန်တော်မကြော်ညာဘူးဒီကြော်ညာတဲ့နေရာမှာကျွန်တော်ဒီ နေယူပီကိုပဲအဓိကထားပြီးကြောင်းကြမှာဖြစ်ပါတယ်တိပုံနေယူပီ profile နေယူပီအာ market market play ပြီးတော့ရင် brio p ပေါ့နော်အာ brio p live book ကပုံမှန်ဆိုရင် brio p လဲဟိုဖြုတ်ခိုင်းတာမျိုးရှိရတယ်ဒါပေမဲ့ကျွန်တော်ဒီမှာထားကြီးလိုက်မယ်ဖြုတ်ခိုင်းမှဖြုတ်လိုက်မယ်ပေါ့နော်အဓိကဒီ main နေယူပီကိုနေယူပီကိုဒီမှာထားပြီးရော run မှာဖြစ်ပါတယ် okay ဒါအားလုံးပြီးသွားပြီဆိုရင်အားလုံးကျွန်တော်ဒီ orient target အကုန်လုံးချိန်ပြီးသွားပြီလှုပ်ဆောင်ပြီးသွားပြီဆိုရင်ကျွန်တော်နေထက်နေမှာဖြစ်ပါတယ် ဟုတ်ကဲ့နေချန်နေပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီဘဲပေးကိုယူရမလဲကျွန်တော်စမယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်ပေးကိုအဓိကထားပြီးတော့ယူရမှာဖြစ်ပါတယ်အဲ့ဒါဆိုကျွန်တော်တို့ဒီအဲကျွန်တော်တို့ RAM ရဲ့နာမည်ကိုပေးနာမည်ကိုဒီမှာရိုက်ရှာလိုက်မယ်ဟုတ်ကဲ့ဒီမှာဆိုရင်ကျွန်တော် live ကို RAM ရဲ့ပေးကိုဒီမှာရှာမယ်ဟုတ်ကဲ့ရှာပြီးသွားပြီဆိုရင်တွေ့ပြီးသွားပြီဆိုရင်ဘဲပို့ RAM မှာလဲပေါ့နော်အဲ့ဒီ ADSS ဆိုတဲ့နေရာမှာအောင်ကနေနဲ့ဆွဲမယ် ADSS ဆိုတဲ့နေရာမှာကျွန်တော်တို့ကဒီမှာ UHD port ဆိုတာလေးကိုလည်း share ရေးရမှာဖြစ်ပါတယ်နော် โอเคအဲ့ဒါရေးပြီးသွားပြီဆိုရင်ဒီမှာ select ပို့ဆိုတာလေးပေါ်လာပြီ AD creative မှာအဲ့ဒါကိုတစ်ချက်နေနေပြီးသွားပြီဆိုရင်ဒီမှာ line လွင်နဲ့ပို့ line လွင်နဲ့ပို့ပေါ့နော်အဲ့ line လွင်နဲ့ပို့ select မှတ်မှတ်ပြီးသွားရင်ကိုနေရေးဆိုတာလေးနေရာမှာဖြစ်ပါတယ်โอเคโอเคအဲ့တော့ဒီမှာ AD preview မှာဘယ်လိုမျိုးပြမလဲတစ်ချက်ကြည့်မယ်နော်ဒါဆိုရင်ဒီမှာလောလောဆယ်တော့ကျွန်တော်ဒီ line မကောင်းလို့အဲ့ဒီမှာတွေ့ပြီနော် AD preview မှာဒီမှာစုံစမ်းပုံစံမျိုးဒါမျိုးလေးတက်လိုက်နေနော် AD preview မှာ ADB ဘူးမှာနောက်တစ်ခုကကျွန်တော်ဒီကျွန်တော်လုပ်ထားတဲ့ step တွေမှန်တယ်ဆိုရင်ဒီပုံမျိုးဆင်းရောက်နေနဲ့ပြလိမ့်မယ်အဲနောက်တစ်ခုကဒီမှာ all it is say ဆိုတာဒါမျိုးလေးအမှန်လေးပြလိမ့်မယ်ဟုတ်နော် okay ဒါဆိုရင်ကျွန်တော်တို့ဒီမှာအာ line line မှာဖြစ်တဲ့အတွက်ကျွန်တော်တို့အရင်တော့အချက်ချာကြီးတော့မပြောတော့ဘူးနော်ကျွန်တော်ဒီ UAM Orient UAM အပိုင်းကြီးတော့အကုန်လုံးဒီဒီပြောတာပြီးပြီးပြီးပြောတာပြီးဖြစ်တယ်ဆိုတော့ဒီမှာပေးကိုမှန်အောင်ယူရမယ်လိုင်းလွင်းတဲ့ပို့ကိုမှန်အောင်ယူရမှာဖြစ်ပါတယ်လိုင်းလွင်းတဲ့ပို့ကိုမှန်အောင်ယူရမယ်နော် ရေးပြီးသွားပြီဆိုရင်ကျွန်တော်အကုန်လုံးစစ်ပြီးသွားပြီဆိုရင်ဒါ public ဆိုတာ public ဆိုတာလေးတစ်ချက်နှိပ်ချလိုက်အောင်လေပေါ့နော်โอเคအဲ့ဒါဆိုရင်ကျွန်တော်အကုန်လုံးဟောကျွန်တော်ဒီ public minute ခင်မှာတေးသိတော့ပြန်စစ်ပေးဖို့လိုအပ်တယ် correlation မှာကျွန်တော်ဒီ button တွေပါခဲ့ခြင်းလေဆိုရင်လေဒီနောက်မှာအဲဒီတော့ဒီနောက်မှာကျွန်တော် call down ထားမလားဒါမှမဟုတ်ရင်တခြား option တွေထားမလားဒီမှာရွေးလို့ရတယ်เนาะဒီမှာ sub message တွေပါထားလို့ရတယ်ကျွန်တော်ကတော့နေဒီမှာ အဆမစိတွေပါတယ်ဒီမှာဆမထိပ်ပဲထားပေးလိုက်မယ်ပေါ့နော်โอเคအဲ့ဒါဆိုရင်ကျွန်တော်ဒီဆမစိတော်လေးကိုထားပေးလိုက်မယ်ပြီးတော့ရင်အတိတ်ပို့ဆိုတာလေးထားပေးလိုက်မယ်သူက live နဲ့နေရာမှာဒီဆမစိဆိုတာလေးထားမယ်ဆိုရင်တော့ကျွန်တော်ပို့ပြီးတော့အာပို့စီမှာလူလာနိုင်ရေးရှိရပါနော်โอเคအဲ့ဒါကျွန်တော်အတိတ်ပို့ဆိုတာလေးရှင်းနေမယ်ဒါဆိုရင်ကျွန်တော်ဒီ ဒီအောက်မှာ summary ပုံစံမျိုးနဲ့တို့ပြလိမ့်မယ်အားမျိုးလေးပေါ့နော် AD preview မှာဒါမျိုးလေးပြလိမ့်မယ်โอเคအဲ့ဒါဆိုရင်အကောင်လုံး PC သွားပြီကျွန်တော်စိတ်ကြိုက်အကောင်လုံးပြင်ဆင်ပြီးသွားပြီဆိုရင်အဲကျွန်တော် publish ဆိုတာလေးနှိပ်ပါမယ်မနှိပ်ခင်မှာကျွန်တော်ဒီအဲ budget လေးတစ်ချက်မှန်လားတစ်ချက်ပြင်ဆင်မယ် actually စမ်းမနာတင်စမ်းမယ်ဟုတ်ပြီလိုက်တိုင်းဘတ်ဂျက်ကိုလိုက်တိုင်းလိုက်တိုင်းဘတ်ဂျက်ကိုကျွန်တော်ဒေါ်လာ20နဲ့အဲဒီတော့ဒီ၄နိုင်စာပေါ့နော် ၄နာရီသားကျွန်တော် run market ပါတယ် okay မှန်တယ်ဆိုရင်ကျွန်တော်နေထက်နေမယ်နေထက်နေပြီးသွားရင်ဒီနေရာမှာ public ဆိုတော့ဒီတစ်ချက်နေမှာဖြစ်ပါတယ် okay ဒါဆိုရင်တော့ဒီ fill over ကနေပြီးမှဒါ public လုပ်ပြီးတော့ interview အဆင့်ကိုတစင်ရင်းကြီးတွားမှာဖြစ်ပါတယ်။ Okay ဒါဆိုရင်ဒီလိုမျိုး process ကြီးဖြစ်သွားပြီဆိုရင်ဒါ interview ကိုကျွန်တော်တစ်ချက်ဆောင်အောင်မှာဖြစ်ပါတယ်။ Okay ဒါဆိုကျွန်တော်တစ်ချက်ဆောင်လိုက်မယ်။ဒီမှာ select မှတ်ထားတာလေးကျွန်တော်တစ်ချက်ဖြုတ်လိုက်မယ်နော်။ ဒါက PC ဘာချင်းနဲ့ပြရတာဖြစ်ပါရဲ့ဒီမှာဆိုရင် live လွှင့်တဲ့ပိုလေးကဒီဟာလေးပေါ့နော်ဒီဟာလေးဖြစ်ပါတယ်အဲဆိုရင် processy ဖြစ်သွားပြီ processy ဖြစ်သွားပြီဆိုရင်ကျွန်တော် interview အဆင့်တစ်ခုကြီးကြောင်းလိမ့်မယ်ပေါ့နော် processy ကနေပြီးမှ interview interview ကနေပြီးမှ edit ဖြစ်တဲ့အဆင့်ဒီဆောင်းအောင်မှာဖြစ်ပါရဲ့တခုရှိတာကကျွန်တော်ဒီ live လွှင့်တဲ့အခါမှာဒီ client ဘက်ကိုကျွန်တော်လည်းအနည်းဆုံး2 run ကျင်တဲ့3နာရီ4နာရီမှာအာကျွန်တော်ဒီအဲ အတိတ်ဖြစ်ဖြစ်ပြီးခြေချင်းမှာ result လေးတော့တစ်ချက်ဖောင့်ကြည့်ပေါ့နော်ကိုယ့်ရဲ့ result ကဟိုကောင်းလားကောင်းတဲ့ထင်မှာပါလားမကောင်းတဲ့ထင်မှာပါလားဆိုတာအသေးစိတ်ကျွန်တော်ဒီမှာလာပြီးတော့ campaign မှာစစ်ဆေးလို့ရပါတယ်ဒီမှာကျွန်တော်ဒီ three ဘလောက်ရောက်လဲပေါ့နော် cop CB ကဘလောက်တက်လဲစသဖြင့်ပေါ့နော် CB က CB ကအာဘလောက်တက်လဲ engagement ဘလောက်ရှိလဲအသေးသေးပေါ့နော်ဒါကတော့ကိုယ့်ဘက်ကိုချိန်ညှိပြီးတော့ client နဲ့အလုပ်လုပ်ရမှာဖြစ်ပါတယ်ဘလို့လဲကျွန်တော် active ဖြစ်တဲ့အထိပြပေးမယ်ပေါ့နော် ။ Okay မှာ process ဖြစ်တယ်ကျွန်တော် refresh တစ်ချက်လုပ်လိုက်မယ်။ Okay ဒါဆိုရင်တော့ကျွန်တော်ဒီ in review အဆင့်ကိုရောက်သွားပြီဖြစ်ပါတယ်။ဒီမှာဆိုရင်ကျွန်တော်ဒီ in review အဆင့်ရောက်သွားပြီပေါ့နော်။ in review ကနေပြီးမှကျွန်တော်တို့ edit ဖြစ်တဲ့အချိန်စီဆောင်အောင်မှာဖြစ်ပါတယ်နော်။အဓိကကျွန်တော် live run နဲ့ကျွန်တော်ဒီကျွန်တော်တို့ရဲ့ AD မှာတော့ visa ကတဲမှာတော့ငွေလုံလုံလောက်လောက်ခေတာဖို့လိုအပ်ပါတယ်။ဘာလို့လဲဆိုတော့ကျွန်တော် live ထိုးနေတဲ့အချိန်မှာကျွန်တော်ဒီငွေပြတ်သွားတယ်ဆိုရင်ဒါကျွန်တော်ဒီ auto time ပြီးတော့ကျသွားလိမ့်မယ်ပေါ့နော်။ auto time ပြီးတော့ not delivery delivery ပုံစံမျိုးဖြစ်သွားပြီးတော့ကျွန်တော်ဒီအဲတက်နေတဲ့ engagement နေကျွန်တော်ဒီဟိုတန်ကနေရက်တော်လို့တော့မဖြစ်ဘူးမဖြစ်ဘူးပေါ့နော်ဆိုတော့ကျွန်တော်ဒီ visa ကတည်းကငွေလုံလောက်လောက်ထည့်ထားဖို့လိုအပ်တယ်အာ AD မကြဖို့လည်းအဓိက main လိုအပ်တယ်အဲကျွန်တော် delivery တဲ့ခါကျရင်အဲဒီ client ကိုလည်းအဲကျွန်တော်ဒီ policy ကြီးနေနိုင်မယ့်အကြောင်းအရာလေးတစ်ချက်ဟိုလိုက်မလွတ်ခင်မှာစစ်ဆေးပြီးတော့ပြောဖို့လိုအပ်တယ်တချို့ကြတော့ကျွန်တော် online shop တွေဆိုရင်နောက်က background မှာအာအင်္ဂလိပ် အတန်တွေထည့်ပြီးတော့လွှင့်အောင်မျိုးတွေပေါ့နော်ဒီလုံး background တွေ cover မိတဲ့ဒီလုံးတွေမတုံးဖို့လေပြောပြဖို့အရေးကြီးပြောပြဖို့လိုအပ်တယ်ပေါ့နော်ပြီးတော့ light ထဲမှာကျွန်တော်ဒီ sales driver ကြီးမလုပ်ဖို့ကောနော်ဒါက policy ဘိုင်းဆိုင်ရာတွေအပူမတိုးခင်မှာတော့ပြောထားဖို့တော့လိုအပ်တာပေါ့နော်အကုန်လုံးအသေးစိတ်ဟိုပြောထားပြီးမှလွှင့်တာကတော့ကျွန်တော်စစ်အဖြစ်ဆုံးဖြစ်ပါတယ် Okay အဲ့ဒါကျွန်တော်တစ်ချက် regret ပြလောက်မယ် interview ဖြစ်တဲ့အချိန်ကတော့ကျွန်တော်ဒီ10 minutes 15 minutes တော့ကြာနိုင်တယ်ပေါ့နော်အဲ့ဒါဆိုတော့ကျွန်တော်ဒီ video က အာ live book ကိုကျွန်တော် area manager ကနေပြီးမှအသေးစိတ် run ရဲ့အပိုင်းကိုပြောပြပေးခဲ့တာဖြစ်ပါတယ်ပုံမှန်ကျွန်တော်ဒီ PC version ဒီ area manager ကနေမဟုတ်ဘဲနဲ့အပေတွေကနေတိုက်ရိုက် run တာ mobile site ကနေတိုက်ရိုက် run မယ်ဆိုရင်တော်တော်များများကခုနောက်ပိုင်းမှာ budget budget ချိန်တဲ့နေရာမှာအဆင်ပြေပေမဲ့ budget ချိန်တဲ့နေရာမှာလည်းတချို့က light တိုင်းမရဘဲနဲ့ daily ပုံစံမျိုးတွေနဲ့တွားနေရတယ်နောက်တစ်ခုက date တွေပါတယ် duration တွေပါယူရတဲ့ခါကျရင်လည်းခုလိုမျိုးအဲ3-4နာရီအဲ့လိုမျိုးတည်တဲ့ချိန်ကိုမရဘဲနဲ့ အဲတရက်နှစ်ရက်တွေပဲရွေးလို့ရနေတယ်ဗောတန်လို့ဆိုရင်အဆင်မပြေဘူးဗောအဲ့ဒါဆိုတော့ live run ကျင်တဲ့ညီကိုလေး live run ကျင်တဲ့လူတွေအားလုံးအနေနဲ့ဗောနော်ဒီ area manager campaign ကနေပြီးတော့ပဲအဲ run တင်ပါတယ်ဒါမှတော်ရင်ကျွန်တော်အဆင်ပြေမှာဖြစ်ပါတယ်ဒါက live run ဒီ video update သင်ခန်းစာဖြစ်ပါတယ် အဲကျွန်တော် live run ဒီကျွန်တော်တင်ခန်းတာကိုရှေ့မှာလဲကျွန်တော်တင်ထားတာရှိရေဘောနော်ဒါကတော့ update ဖြစ်ပါတယ်ဒီအတိုင်းလေး live ပြီးတော့ run လို့ရပါတယ်ဒီမှာဆိုရင်ကျွန်တော်ဒီ update ဖြစ်သွားပြီလို့ပြောလို့ရတယ်ဒီမှာ privacy ကိုပြသွားပြီဆိုရင်ဒီပရိဒီဒါကသစင်ရင်းကြီး update ဖြစ်မှာဖြစ်ပါတယ်ကျွန်တော်ဒီ campaign တစ်ခု run ပြီးတော့ public နှိပ်တဲ့ခါကျရင်ပထမဦးဆုံးပြမှာက processing ဖြစ်ပါတယ်ဒုတိယတစ်ခုကကျွန်တော် interview ဖြစ်ပါတယ် interview ကနေပြီးမှ update ကိုတန်ပြောင်းမတော်ဘူးဘောနော် interview ကနေပြီးမှ preparation ဆိုပြီးတော့အခုလိုမျိုးလေး အဲဒါမျိုးလေးပြမှာဖြစ်ပါရဲ့ဒီကနေပြီးမှကျွန်တော်ဒီ active ဖြစ်မှာဖြစ်ပါရဲ့ property ဆိုရင်ဒါ active ဖြစ်တယ်လို့ပြောလို့ရပြီဒီမှာကျွန်တော်ဒီ one active ad ဆိုတာလေးဒါမျိုးလေးဟာဆိုရင် ad active ဖြစ်နေပြီလို့ပြောလို့ရတယ်เนาะအဲဆိုတော့ကျွန်တော်ဒီ active ဆိုရဲ့အဲဒီ option လေးပြအောင် တော့စောင့်အောင်မှာဖြစ်ပါတယ်ပြီးတော့ပြီဆိုရင်ကျွန်တော်ဒီ browser ကြည့်ခဲ့ကြရင်ကျွန်တော်ဒီမှာညာဘက်အောက်ဆုံးကကျွန်တော်ဒီ view button လေးပေါ့เนาะအောက်ဆုံးကကျွန်တော်ဒါလေးကိုတိုးတိုးပြီးတော့ကြည့်လို့ရတယ် ြီးတော့ရင်ကျွန်တော်က Rene Runner က Empress Empressin Copa Reset ဘလောက်ဘလောက်ဆိုပြီးတော့အသေးသေးဒီမှာကျွန်တော်တို့ဒီဆစ်လို့ရမယ်ပေါ့နော်ဒီမှာ engagement နဲ့ run မှာလား conversation နဲ့ run မှာလား conversation ဘလောက်လဲဒီမှာပြပါလေပြီးတော့ရင်ကျွန်တော်ဒီတုံးတဲ့ amount ကဘလောက်လဲပေါ့နော်အဲဘယ်ရက်ကျွန်တော်ဒါကကျွန်တော် antique ကိုဒီမှာကြည့်ရမှာဖြစ်ပါတယ်ဒီမှာဆိုရင် antique set ရဲ့ဒီနေ့ date ပဲပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီတရက်အတွင်းမှာ night တွက်ပြီးတော့ runner man နေလို့ပြောလို့ရတယ် သုံးတဲ့အမောင်းကိုဒီမှာကြည့်ရမယ်ခုလောလောဆယ်တော့အတစ်မဖြစ်သေးရောအဲဘာသာဘာမှမပေါ်သေးဘူးဟာဒါပေမဲ့ကျွန်တော်ဒီမှာအသေးစိတ်တစ်ခါရေပြောပြပေးတာဖြစ်ပါတယ်ဒီမှာ against rate break ring ကိုဒီမှာကြည့်လို့ရတယ် compensation ring ကိုဒီမှာကြည့်ရမှာဖြစ်ပါတယ်ဒါသုံးရံမောင်းဖြစ်ပါတယ်နော်အဲဆိုတော့ကျွန်တော်ဒီဘာသာကောင်းမကောင်းတော့ဒီ area manager မှာကျွန်တော်ဒီ live live plan နေတဲ့ကာလအစဉ်ကာလတစ်ချောင်းမှာတော့စစ်ဆေးပေးဖို့လိုအပ်တာပေါ့နော်ပြီးတော့ရင် budget ကတော့ကျွန်တော်ဒီ dollar 20တုံးထားတယ်ပေါ့နော် အဲ့ဆိုရင်ကျွန်တော် active ဖြစ်ပြီဆိုရင်ဒီ video ကိုကျွန်တော်ရက်မှာဖြစ်ပါတယ်အဲဒီ lesson ကိုရက်မှာဖြစ်ပါတယ်ကျွန်တော် active ဖြစ်အောင်ဆောင်းလိုက်မယ်ပေါ့နော်တကယ်လို့ active မဖြစ်ဘူး error တခုကိုတက်ခဲ့တယ်ဆိုရင်လည်း phi error phi ရှင်းတဲ့ဘန်းကိုထပ်ပြီးရောပြောပြပေးမှာဖြစ်ပါတယ်ကျွန်တော် ADM manager ADM manager ကနေဝိုင်းတဲ့ campaign တွေကိုကျွန်တော်ဒီပုံမှန်အဲ့ဒီဟို PA ကနေပြီးတော့ပေါ့နော် ADS center ကနေတွားကြည့်ရင်လည်းအမတွေ့ရတဲ့ဟာမျိုးတွေရှိပါတယ် AM manager ကနေဝိုင်းတဲ့ campaign မှန်တမ်းများက အဲဒီ client ရဲ့ page မှာ ADS standard မှာသွားကြည့်ရင်မပေါ်ဘူးပေါ့နော်။ဘယ်မှာသွားကြည့်လို့ရမလဲဆိုတော့ Meta ADS software မှာကျွန်တော် mobile site မှာသွားပြီးတော့ကြည့်လို့ရပါတယ်။အဲ့ဒီမှာဆိုရင်တော့ကျွန်တော်ဒီ one star campaign ကြီးပေါ်မယ်ပေါ့နော်။ client ဘက်ကမပေါ်ဘူးဆိုရင်တော့ကိုယ့်ဘက်ကအသေးစိတ် client ကိုချပြဖို့လိုအပ်ပါတယ်။ဒါဆိုရင်တော့ဒါဆိုရင်တော့ကျွန်တော် edit ဖြစ်သွားပြီပေါ့နော်။ခုနကအာ processor ရနေပြီမှာ edit ဖြစ်ဖပြီးတော့ဖြစ်ပြီဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်ဒီအဲကျွန်တော် render ရဲ့၄နာရီအတွင်းမှာစပြီးတော့ အာသူငွေဖြတ်တဲ့ဘက်နေစပြီးတော့လုံးလိမ့်မယ်ဘောနော်ပြီးသွားရင်ကျွန်တော် reset ကိုအသေးသေးရှိလို့ရမှာဖြစ်ပါတယ်အဲဒီ reset ကိုမှကျွန်တော် client ကိုပြောပြပေးရမှာဖြစ်ပါတယ်ကျွန်တော်ဒီ campaign မှာနမူနာလေးပေါ့နော်ဒီမှာဆိုရင် AD preview ပုံစံမျိုးလေးအဲဒါမျိုးလေးရမှာဒါမျိုးလေးခင်မှာဖြစ်ပါတယ်ဒီလိုမျိုးအာဆွမ်းနာပုံစံမျိုးနဲ့ live ပေါ့နော် live ကိုဂိုင်းလွင်တာကိုဆွမ်းနာပုံစံမျိုးနဲ့ကြုံညာပေးမှာဖြစ်ပါတယ် ။ဟုတ်ကဲ့ပါ။ဒါကတော့ကျွန်တော်ဒီမှာ edit တန်းပြီးတော့ဖြစ် edit ဖြစ်သွားပြီပေါ့နော်။နည်းနည်းတော့ဆောင်းရတယ်။10မိနစ်15မိနစ်လောက်တော့ဆောင်းအောင်မှဖြစ်ပါတယ်။အ process ကြီးပေါ့နော်။ process ကြီးပြီးမှ edit တန်းဖြစ်ပါတယ်။ edit တန်းဖြစ်တာဖြစ်ပါတယ်။ဟုတ်ကဲ့။အဲ့ဒါဆိုရင်ဒီနေ့ကတော့ကျွန်တော်ဒီ live group နဲ့ပတ်သက်ပြီးတော့ AI manager campaign ရနေပြီးမှအသေးစိတ်မှန်ပြပေးခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီပေကိုကျွန်တော်ရိုက်ချလိုက်ဒီဆိုရင်လိုက်လွင့်နေတယ်ဆိုရင်ခုလိုမျိုးသမွန်သာသမွန်သာအနေနဲ့ပေါ့နော်။ဒါမျိုးလေးပြပေးမှဖြစ်ပါတယ်။ဒါဆိုရင် like ကိုအဆင်ပြေသွားပြီ edit ဖြစ်နေပြီ run နေပြီပဲဖြစ်ပါတယ်။